ကဲငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာတို့ထွန်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပြန်လဲမြဝေပေးတော့မှာကတော့စိတ်ကုန်စင်တဲ့ပတ်တန်လမ်းမြသိစီရန်တကယ်ဝီ ရှင်းရှင်းဆိုလို့ရှင်းရှင်းပါပြောတာလေဆိုတာလေးကိုကျွန်တော်ဘူဘူရအနေနဲ့တခြားလိတ်နတ်ထောင်ကြည့်ကြမယ်နော်ကျွန်တော်ကတော့ပြန်လေ sharing လုပ်ပေးတာပါကျွန်တော်ကတော့ဘာမှမပြောပါဘူးသူများတင်လာတဲ့ဗီဒီယိုလေးတွေကိုပြန်လဲသူများတွေသိအောင်လို့မြင်အောင်လို့ကျွန်တော်ကပြန်လေ sharing လုပ်ပေးတာဖြစ်ပါတယ်နော်ဘယ်လိုပေးတာဆိုကျွန်တော်အစားဆုံးလိတ်နတ်ထောင်ကြည့်မယ်နော်ဒီပတ်စံဆိုလွယ်လွယ်လေးရတဲ့အရာမဟုတ်ဘူးอืมအမဆိုင်မကောင်းဘူးဆိုအမအခုဆုံးရှုံးသွားတဲ့ငွေဆိုတာဘာမှမဟုတ်ပါဘူးတိတ်300ဆိုတာဘာမှမဟုတ်ဘူး ဒါပေမဲ့လေအဲ့ဒီပတ်စံတွေအားလုံးကတကယ်ဒုက္ခရောက်နေတဲ့လူတွေအတွက်ကိုသွားဖို့အတွက်ကိုအမပြင်ဆင်ပေးထားတဲ့ပတ်စံတွေဒီအလူငွေတွေဆိုတာကသူများအတက်ကိုတက်ဖို့အတွက်ငွေတွေပြင်ဆင်ထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီငွေတွေကိုနှက်ပြောတာနှက်ပြောတာကကိုယ့်အတွက်မဟုတ်ဘူးဟုတ်နော်အမကတော့အမသုံးဖို့အတွက်ဆိုလို့ရှိရင်အမအဲ့အဲ့ဒီစာရောက်တဲ့အမတော်လာတဲ့ရောက်မှာ ဒေါ်လာနဲ့ရအောင်လို့ရတယ်မြမပြီကိုပို့ပြီးတော့တိုင်နေပတ်နေတာဘာအကြောင်းမှမရှိဘူးဒါပေမဲ့အဲ့ဒီပတ်စံတွေကအော်ဗလင်တင်တဲ့လူတွေခလာစင်ပင်တင်တဲ့ကလေးတွေစားဖို့တတ်ဖို့အတွက်မရှိတဲ့နေရာတွေမှာလူဖို့အတူဆုံးဆိုအတက်ချီရဲ့အဖိုးဘွားတွေစေရုံပါလာပြီးဖြစ်ထားတယ်စေဘွားကလည်းမရှိဘူးထောင်ထဲအမျိုးသမီးတွေမတရားမြင်ပတ်သိက်ဆက်ခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေသူတို့အတွက်စေဘွားကတွေသူတို့အတက်တွေဆက်ပြီးတော့မှမိသားစုတွေအဆက်အသွယ်နေရတဲ့အခါမျိုးတွေမှာ ဖို့တတ်ဖို့ဆေးဖို့ဝါးကားရဖို့အတွက်အမတို့ဆက်ဖက်ကလေးကူညီပေးနေတာသူများအတက်ကိုတတ်ဖို့မဟုတ်ဘူးဒါကြောင့်ဒါကြောင့်ညချစ်တလှမ်းလေးခါလာမအကောင့်တွေမလာပြီးရချို့ရှိတယ်အမရဲ့အိတ်ဝယ်ချင်လို့ဆိုပြမှာအမအခုရောင်းနေတဲ့အိတ်ကလေးတွေဆိုတာကချစ်တဲ့တဲ့ပတ်စံလေးလားအားလုံးကမြမပြီးကအမအခုကူညီပေးနေတဲ့ပေါင်လေးတွေမြမလေးတွေရာပြီးတော့အမလူချင်းတဲ့နေရာလေးကိုလှူပေးတာသူတို့လေးတွေအစင်းတာအပြည့်နဲ့လှုပ်ဟုတ်တော့ ပြီးတာဒီနိုင်ငံရေးမှာပါဝင်တာခုမှဖြစ်သူတို့ကောင်းနေသွားကြည့်လိုက်သူတို့မိသားစုတွေသူတို့ရုံးကန်နေတာတားပဲဈေးရောက်နေတဲ့လူတွေတားပဲအလုံးလုံးနေတဲ့ nurse တွေကဘလောက်များရေးရဆက်ဆက် subscribe ပြီးတော့ပြောရတဲ့လေလို့ပြီးတော့သူတို့ရဲ့ဒီစကားဆိုင်ဆွဆွဲမှုနဲ့တလန်နေရဲ့မတွေးမိတာတခုပါလေဒီဟာတွေမဖမ်းနိုင်ပါအမကတော့ဟလာဒီအိတ်တရားဟောတဲ့ပတ်သက်နဲ့ PDF ကိုထောက်ပံ့နေတယ်ဆိုရင် PDF လက်မှတ်လက်လက်တွေပါရွေးဖို့တာဘာလို့ထောက်ပံ့နိုင်ပါလဲ လက်နဲ့ဝယ်တယ်ဆိုတော့ခလေးကစားတယ်လို့လမ်းပေးမှာငွေရုပ်ပြီးရောင်းငွေရုပ်ပြီးမောင်ရောင်းတယ်လို့မျိုးဟုတ်လားဈေးတော့ဝယ်စားတယ်လို့မျိုးဆိုရင်900ပေးမယ်ငါ့ကိုရောင်းလို့လုံးလို့မရဘူးနိုင်ငံတကာအတိအမှတ်ပြတဲ့လက်မှတ်တွေတကယ်တရားဝင်ပါတရားဝင်ရတရားဝင်တဲ့နိုင်ငံရဲ့စီးစိတ်တွေဒီလိုမျိုးအဖွဲ့အစည်းတွေစိတ်တွေနဲ့သွားပြီးမှဝယ်လို့ရတာအမရှာတဲ့ငွေပတ်စံဆိုတာကသိန်း300 300ဆိုတော့ကဒေါ်လာနဲ့ဒဲရင်ယူရိုနဲ့ဒဲရင်တော့ပတ်စံလေးယူရို2000 300ဆိုတော့ကြည်တထောင်တော့ဝယ်လို့မရတဲ့စိတ်ဟုတ်နော် ကြည်ကန့်ဝင်ခြင်းနဲ့ဆိုရင်တော့ဒီလိုပြန်တန်းပြီးမှထိုင်ပြီးဝင်လို့ရတာမဟုတ်ဘူး။အဲ့တော့သူတို့မပန်းနေမှာစဉ်းစားရမှာဒါအတမဲ့ပြည်သူတယောက်ကဟလာတကယ်ငလျင်ပြီးတင်နေတဲ့လူမျိုးပြုနေတာစိတ်ပြေးချောင်ကလေးတွေခြေထက်ပြက်နေတဲ့ကလေးတွေဟလာဘုံချင်းထဲမှာမှာစားစရာရှိတောက်ရှာမရှိတဲ့၄၅၆ရက်ဒီသူတို့ဘုံလာကျဲတဲ့အချိန်မှာစားဖို့တောက်ဖို့ဒီကျွေးနေထဲမှာသူတို့တွေနေဖို့ထိုင်ဖို့အတွက်အကူအကာတွေမိုးရွာတဲ့အခါမှာစားတင်လို့မရတဲ့ဟာတွေဒီကလေးတွေအတွက်သူတို့ကျမ်းမာရေးတွေအတွက် အမရောက်တော့လက်ထက်တောင်းနေလို့မရဘူးအလူရှင်တွေထိုင်ဆောင်နေလို့မရဘူးဒီလူကနေ့စဉ်နဲ့အတားထမင်းစားနေတာဟုတ်တယ်ဒီလူဟောနော်ဒီထမင်းစားဖို့ဒီလူအသက်ရှင်ဖို့ကလေးမွေးဖို့ဒီလူမိသွေးထဲမှာစစ်ထဲမှာကလေးမွေးတဲ့အခါမှာစစ်ဘေးတင်နေတဲ့လူတွေပါလေကလေးမိတွေအများကြီးပါတယ်ကိုယ်ဝင်တွေအများကြီးပါတယ်ဒီလူတွေကခွဲဖို့အတွက်စိတ်ဖို့အတွက်သူတို့အတွက်စေးဝါးတယ်ဘုံနဲ့တည်တဲ့ကလေးတွေခြေလက်ပြတ်နေတဲ့လူတွေအတွက် medical supply နဲ့ di supply နဲ့ medical supply ပေးဖို့အတွက်ကစပါကအမအလူရှင်တိုင်းဆောက်မိလို့ရှိဟုတ်တော့လူရှင်တိုင်းဆောက်လို့ရှင်ဒါရရလာမှလဲ သူတို့ကအများကြီးရောက်သွားနိုင်တယ်အဲ့တော့အမလှုပ်ပေးနိုင်တဲ့ကံထားတဲ့ခုမှလည်းအမလှုပ်ပေးတာအမစိတ်ကရှင်းရှင်းလေးဘယ်သူအတတ်မှတတ်ဖို့တော့ထောက်ပံ့နေရလဲမဟုတ်ဘူးစိတ်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လည်းအများဆုံးခံစားရတာပြီးပြီလေအခုခုတော့ဟောနော်ဆန်ဂျူရီဘုတ်အကြောင်းမလွှတ်ရတာလေတကယ်ဟုတ်ပြရတာဆိုလို့ရှိရင်ကျွန်တော်ဘုဒ္ဓရာနဲ့ဆန်နာထောင်ကျင်းမယ်နော်ဟုတ်ကဲ့ပါတော်ဆဲဆွကြည့်ပါဖြစ်ပြီးတော့တောင်းဆိုရင်အင်းကျုပ်ကလည်းပြည့်စုံခြင်းအမေရိကန်ကလည်းပြည့်စုံခြင်း ုကလည်းလွှတ်စေချင်တယ်အမေရိကန်လည်းလွှတ်စေချင်တယ်ဘာကြောင့်မလွှတ်တာလဲဘာကြောင့်မလွှတ်ပေးတာလဲတွေ့လာလို့ရှိရင်ဘာဖြစ်လာမလဲသုံးသိချက်လေးကိုကျွန်တော်ဘုဂုဏနဲ့လိုက်ပြီးနားထောင်ကြည့်ကြမယ်နော်အာဆီယံကလည်းဖြစ်ပြီးစကြ။အဲဒါနဲ့ဘုရားမေယောင်းကဖြစ်မှုကိုဘာကြောင့်လဲဆို။အဲဘာကြောင့်လဲနော်။ဘာကြောင့်လဲဘုရားနဲ့လည်းနားထောင်ကြည့်ကြမှာဖြစ်တာလဲ။ဆက်စပ်နေရော။ပထမအချက်ကတော့ဒေါန်ဆန်စုကြီးကိုဖြစ်ပေးလိုက်။လက်မှတ်ကိုင်းဖွဲ့အများစုကဒေါန်ဆန်စုကြီးရဲ့အောက်မှာတစည်းတစ်လုံးနဲ့ဖြစ်သွားမှာ။ပုံပြီးတော့စီးလုံးကြီးဖြစ်သွားမှာလို့ ကျုပ်တာအဲအဲ့ဒါလေးဖြစ်နေတယ်နော်လွက်လာလို့ရှိရင်အကုန်လုံးကစကားတစ်ခွန်းဆိုတစ်ခွန်းပဲလေအကုန်လုံးပြည့်ရကိစ္စပဲနော်ဒုတိယအချက်ကတော့ဒေါ်ဆန်းစုကြည်ကိုဖျက်ပေးမယ်ဆိုရင်ရီကော့ပေါ်ပေါ်ပေးပေးရအောင်လာလို့ရှိရင်ရောက်ကောင်းဖတ်ပေးရမှာဟုတ်တယ်လော့လာလို့ရှိရင်ပေါ့နော်ဒေါ်ဆန်းစုကြည်ကဝင်မလားပေါ့လားဆိုတော့သူတို့တိနေနေပါဘယ်မဲ့တကယ်လို့ဝင်ပါမယ်ဆိုဝင်ပါမလို့ရှိရင်နောက်ထပ်တနေကလုံးပြုံးဖောက်ပေါ့ ဝင်ခွင့်မပေးဘူးဆိုသူတို့မတရားတာကြီးကလက်ရင်မှာစစ်သွားတယ်လို့ချေရှားတော့နိုင်တဲ့ကောင်တွေဘေးဖယ်ရှုံးတဲ့ကောင်တွေငါတို့ပြန်ပြေးရှုံးလို့သူတို့ရဲ့လုံရကြီးကချေရှားတယ်ချေရှားတော့ဟုတ်လားဘုံတိုက်ရှာလေးပါအဲ့တော့ဒီကောင်ကွယ်ဝင်ပြန်လာလက်ခံရမှာကြောက်ရပြုတ်နေအားရှိတာလို့ချင်းနေချင်းရှိပါတယ်တတရအချက်တွေနဲ့ချင်းနေတာကဘုံလို့ကိုလုပ်ပြရမုံလို့ဘုံလို့မပြရတာရှမ်းနေတော့ ။ဦးကျော်မင်းအောင်လည်းဒေါ်ဆဲစီကိုတည်တဲ့အချိန်ထောင်ထဲမှာအမယ်ဆိုရဲ။အကျယ်စုံရုပ်ထည်စိတ်ပိုက်ဖြတ်ထားတယ်ဖြစ်နေပါလား။အဲ့ဒီတုံးချက်စလုံးအပေါင်းစုနဲ့ဖြစ်နေပါလား။